ားလုံးပဲမင်္ဂလာပါအဲလီမိုဆက်ပေါ့ဒကတ်ကနေပြောတာကျွန်တော်ပြန်လဲကြိုဆိုပါတယ်ပေါ့နော်မောင်လေးရဲ့ဒီစာအုပ်တော့ရှိရဲ့ဒီစာအုပ်လည်းကောင်းနေတယ်လူငယ်အတွက်တဲ့โอเคအာဘာသာအုပ်လေးကျွန်တော်ကြည့်လိုက်သေးတယ်အရင်ဆုံးဈေးကိုကြည့်တာဈေးကိုကြည့်တော့အဲ့တုန်းကစာအုပ်ဈေးတွေကအရန်ရှူသေးရဲ့ကျွန်တော်ဝယ်တဲ့စာအုပ်ဆိုရင်1500လား2000လားမသိဘူးအဲ့လောက်ပဲရှိရဲ့အခုအဲ့စာအုပ်ရှိသေးရဲ့ relative တော့ဒီမှာပါဟို27ရာလို့တားရွှေဆိုတဲ့စာအုပ်လေးโอเคအဲ့ဒီစာအုပ်လေးအဲ့ကျွန်တော် 7, 7, 7. Okay. အဲ့ဒါ7 habit ဆက်ပထမဆုံးပေါ့နော်လုံးဝအပူရဲစားပထမဆုံးဖတ်ပူရဲစားအဲ့တော့ဒီစားရှိမှလည်းမသိဘူးစားရေးစရာလည်းမသိဘူးအဲ့လိုနဲ့ကျွန်တော်စားဆန်ပေးလိုက်လို့မလို့โอเคငါဆိုးတော့ဆိုးပါဦးလေးလို့ယူသွားလိုက်တာဈေးကလည်း1500လား1000လားပဲရှိတယ်အဲ့ဒါနဲ့ယူလဲယူလာတော့အိမ်မှာဆက်ဖတ်တော့ဒီစားတွေကအကြောင်းအရာတွေကတကယ်မိုက်တယ်ပေါ့လေလူငယ်တယောက်ဆိုဒါမှဖြစ်မနေဖတ်ရမယ်စားတွေမှာပါတယ်လူငယ်ဆယ်ကျော်သက်အရွယ်ဆိုရင်ဒီတဲ့ဒီစားကတော့မဖြစ်မနေဖတ်ရတယ်မှာပါတယ်ကျွန်တော်ဆိုလည်းဒါကိုပထမဆုံးဖတ်ဖို့လိုရတယ် ပထမဆုံးတော့မဟုတ်ဘူးပေါ့ကျွန်တော်9ရက်10ရက်မှာကျွန်တော်ဖတ်ပြီးတဲ့စာအုပ်တွေကတာတီတို့ဘာတို့ကကျွန်တော်ဆက်လိုက်အကုန်ပြီးရယ်အဲ့တော့အဲ့ကလေးကစာဖတ်တဲ့အလေးချင်းတွေကပါတယ်9ရက်10ရက်ကလေးကအဲ့တော့ဒီစာအုပ်ကိုကျွန်တော်ဖတ်လိုက်တဲ့ချိန်မှာအရန်သဘောကျပါတယ်အရန်သဘောကျပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေစသတည်တယ်အဲ့မှာကျွန်တော်ထပ်ပြီးတော့ပဲစာအုပ်ဖတ်တယ်ကျွန်တော်ဟိုဒီဟာကိုပြိုးသွားတဲ့ဟာလေးပြောပြမလို့ပေါ့နော်နည်းနည်း inspire ဖြစ်အောင်လို့အဲ့လိုနဲ့ကျွန်တော်ဒီစာအုပ်ကိုဖတ်ရင်းနဲ့မှကျွန်တော်ထပ်ပြီးတော့ဒီထဲမှာညှိုးတဲ့စာအုပ်တွေရှိတယ်ပြပြလားသူသူထဲမှာညှိုးတဲ့စာရေးဆရာတို့ဘာလို့ရှိတယ်အဲ့ဒါ ਈ ဆိုကျွန်တော်က YouTube မှာတော်တော်ရှာတယ်အဲနိုင်ငံခြားသူတွေကျွန်တော်တော်တော်ရှာတယ်တော်ရှာတော့အဲ့ကလေးကတရှို့ speaker တွေပေါ့နော်နိုင်ငံခြားနေနေဟို celebrity လို့ပြောလို့ရတဲ့ဟာကြီးကျွန်တော်ထိတွေ့ခွင့်ရတယ်အဲ့ကလေးက ဒီလောက်တည်းကပါတဲ့ဟာကြီးကျွန်တော်လိုက်လိုက်ကြည့်တယ်ဒီမှာချောင်ကိုဘေးဆိုချောင်ကိုဘေးကဘယ်သူလဲဟောကျွန်တော်စဉ်းစားတွတ်ရှာတယ်ပြီးရင်သူ့ရဲ့မူရင်းတွေတွတ်ကြည့်ရဲကျွန်တော်အဲ့လိုမျိုးလုပ်တယ်ဟောဟိုကဒီသူများရဲ့ဒီစာဖတ်တဲ့ဒီတခြား page တွေအောက်ကနေပြီးလိုက်ပြီးတော့ဟို friend လုပ်တယ်ဆိုတာကြီးကအဲ့အရာကြီးကတော့တကယ်ကျွန်တော်တို့ဆိုရတာတတိယပြီး client တွေတစ်ခါတစ်ခါကြာရင်ပြောပြရတဲ့ဒီလက်နေတယ်မှာအဲ့ဒါကြီးပါတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီ target audience ကိုဒီလိုရှာကွန်မန့်ထဲမှာတွတ်ရှာဆိုတာမျိုးလေးပြောရတာပေါ့နော်အင်္ဂလိပ်စာတင်တဲ့အချိန်မှာအင်္ဂလိပ်စာတင်တဲ့အမှကျွန်တော်နဲ့တိတဲ့အကူတယောက်ရှိတယ်ပေါ့နော် ကိုတရား तू ကဘာလဲဆိုတော့ graphic designer အဲ graphic designer ဆိုတော့ तू ကဘာလဲဆိုတော့ logo တွေပါဆွဲတယ် social media design တွေပါသူလုပ်တယ်အဲကျွန်တော်စကားပြောကြည့်ရင် bro ပေါ့နော်အဲ bro design ဆွဲတယ်ဆိုတော့ကျွန်တော်တို့တွဲလုပ်လို့ရဘာရှိမလဲအဲမှာအဲမှာ तू ကဘာပြောလဲဆိုတော့ညီလေးကကိုနရိုက်တယ်မသိဘူးလားတဲ့ကျွန်တော်မသိဘူးကိုနရိုက်တယ်လာပါလဲအဲ့တော့မသိဘူးလေကိုလို့ကျွန်တော်ပြောတာဟိုကိုနရိုက်တယ်ဆိုတာတဲ့ကာကြော်ညာရေးပေးတာလို့လုပ်ငန်းရှင်တွေရဲ့အလုံးအနေနဲ့ပတ်သက်ပြီးတော့ sound bar ကြီးရေးတာကိုခေါ်တာအဲ့ကျွန်တော် လားကျွန်တော်လေးလိုက်ကြည့်လာအောင်မယ်ဆိုပြီးကျွန်တော်အမအဲ့အဲ့ခါကျမှ content writing ဆိုတော့သိတယ်ကျွန်တော်ကအရင်ကကြာစာအုပ်ထုတ်တာနဲ့ကိုယ့်အကူပြေးမှာရေးနေရတယ်ပဲကျွန်တော်ကလုပ်နေတာပေါ့လေโอเคငါစတန်ကြည့်လိုက်မယ်ဆိုတော့ content လေးလိုက်ကြည့်တော့ group တွေအများကြီးပဲ content writing group တွေမြန်မာ group တွေအများကြီးပဲအာအဲ့တော့ okay ဟုတ်ပြီငါဘာလုပ်လို့ရလဲ content ရေးလို့ရတယ် content ရေးတဲ့အချိန်မှာဒါပေမဲ့အရင်ကတော့နားမလည်ဘူးလုပ်ငန်းကြောင်းကြီးရေးရမယ်ဆိုတော့ကျွန်တော်အဲ့မှာ copy writing တွေပိုင်းနည်းနည်းလေ့လာသေးတယ်ပေါ့နည်းနည်းလေ့လာပြီးတော့ကျွန်တော်ဟုတ်ပြီကွာငါရှာမယ်ကွာဆိုပြီးတော့အဲ့ဒီကုန်းနဲ့ပေါင်းပြီးတော့ โอเคအဲ့ဆိုရင်ကိုကျွန်တော်ကကွန်နက်လုပ်မယ်ကိုကဒီဇိုင်းလုပ်လို့အာအကို client ရရရင်ကျွန်တော်က percentage ယူလိုက်မယ်လို့ရလားအဆင်ပြေလားသူသူနဲ့တင်လာညှိညှိလိုက်တယ်ရရင်ညီလေးရအဆင်ပြေရโอเคအဲ့ဆိုရင်ချမယ်ဆိုရကျွန်တော်အဲ့ group တွေထဲမှာအခုတိရှိအောင်မယ်ထင်တယ် group တွေထဲမှာကျွန်တော်ပညာခဲ့တဲ့ post တွေပေါ့အဲ content writing ရေးပါတယ်အဲလာပြီးတော့ဆက်သွယ်လို့ရပါတယ်ဆိုပြီးအမှ တင်လိုက်တဲ့အချိန်မှာကားရလေးစရလာတယ်မမေကကျွန်တော်အဲ့တော့တပုတ်ကို3တောင်နဲ့ရေးရေးပေးတာတပုတ်ကို3တောင်အရင်နေတယ်အဲ့တော့အဲ့အဲ့ဒါမျိုးရေးပေးရရှိရယ် one map package 3သိန်းလားမသိဘူးအဲ့တော့ကယူပြီးတော့ကျွန်တော်စရေးတယ်အမှ corner writing ပြီးရင် design ပေါ့အဲ graphic design အဲ့လိုမျိုးပေါင်းပြီးတော့ကျွန်တော်စမ်းလို့ဖြစ်သွားတာအဲ့လိုမျိုးအဓိကတော့ communication skill အရေးကြီးတယ်ဆိုတော့ပြောချင်တာပေါ့လေကျွန်တော်လည်းအဲ့လိုလုပ်ခဲ့ရ တာဘောတောင်းဘူးဒီခုရဲနဲ့တော့ရက်တီလို့မရဘူးပေါ့နော်တခြားသောဖြန့်ကျက်ထားမယ်ဒီ multiple income stream တွေလည်းအလိုလိုတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာပေါ့ okay ဆိုသုံးခဲ့တဲ့ဟာပေါ့ကျွန်တော်သုံးခဲ့တဲ့ဟာဆိုတော့ပထမတစ်ခုကတော့ကိုယ်ကို blame နေတဲ့တွေတို့ကိုယ်နေနေဟိုဘယ်လိုပြောရမလဲမဖြစ်နိုင်ဘူးလို့ပြောတဲ့စကားတွေတို့တင်မလားအဲ့အဲ့ဒီဟာတွေကိုကျွန်တော်ကပြန်ပြန်ကြားပြီးတော့ဟိုဘယ်လိုပြောရမလဲတောင်းအတခုယူတယ်နောက်တစ်ခုကတော့ကျွန်တော်အသိပြီးတော့ရလက်မကြည့်ဘူးအဲ့လောရမယ်ဆိုတော့ action web ပို့အောင်ဆိုင်တယ်အဲ့ဒါဆိုရင်တော့တေချာတယ်ဗျဟိုအခြေအနေတစ်ခုရောက်ရင်တော့သူ့လူလူဖြစ်သွားမှာပဲ သိမလားအဲ့လိုသူ့လိုလိုဖြစ်သွားမှာပဲအဓိကအဲ့ဒီ main point လေးပါတချို့ကကျတော့ဟိုလောက်တော့မလောက်ရသေးဘူးသိမလားရလက်ကြီးကိုအရင်မျှော်ပြီးတော့လေလောက်ကြတာရှိရဲ့အဲ့ဒါကဟိုဟိုတိတ်ပြီးတော့အလုံးမဖြစ်ဘူးလို့ထင်တယ်ကျွန်တော်အတွက်ပေါ့နော်ဖြစ်တာဖြစ်မှာပေါ့နော်ဆိုတော့အဲ့မှာ interview တစ်ခုသွားဖြစ်ရဲ့ design company တစ်ခုပဲ MG ရဲ့ပေါ့နော်အဲ့မှာဒါနဲ့မူတွေလွှဲတာပေါ့နော်အကူကသွားလျှောက်တာကတော့ digital marketing position ပေါ့နော်ဒါပေမဲ့သူတို့ဘက်ကခေါ်တာကတော့ marketing manager ပါညာနေဆိုတော့သူပြောတာလည်းကိုပေးချင်တာလည်းလွယ်အနားလည်းမူလွှဲပြီးတော့အလုပ်မရအောင် အလုံးမြောက်တော့မမှီသေးတယ်ပေါ့နော်အဲ့ဒီကတကယ်ကိုဘွားရဲ့အပြောင်းလဲဖြစ်သွားတော့အဲ့အဲ့ဂျားကာလာမှလည်းကိုယ့်အစိတ်ထဲမှာငါဝန်ထမ်းမလုပ်တော့ဘူးကိုယ်ပိုင်လုပ်ငန်းမလုပ်တော့မယ်အဲငါစားရည်တင်မစားပြည့်စိတ်ကပိုင်းပြန်ဒါပေမဲ့ခုနပြောသလိုကိုပြီးမကြီးကလည်းအဲ့လိုဝန်ထမ်းလိုက်ကထွက်လိုက်ရင်ဟိုမတီမြဲတော့မှဘူးသူတို့အရန်ဆိုးရင်သူတို့ရင်တဲ့ခါကျတော့အခုသားကြောင်ပြောက်သားမှကြောက်တဲ့ခါကျတော့တုံအောင်အဲ့အဲ့မှလည်းကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမပြတ်သားခဲ့ဘူးဒါပေမဲ့အဲ့လိုညှဉ်းခံလိုက်ရတယ်ညှဉ်းခံလိုက်ရဆိုတာ ਨੇ အဲ့ဒီတော့ကနေထွက်လာပြီးတော့ တေချာတို့ကသူကိုမခံတော့ဘောဆိုသူနဲ့ကုန်တဲ့စကားပြောတာအဆင်မပြေဘူးပေါ့နော်တိလိုက်တယ်အဲ့တော့ငါတေချာတယ်ငါဒီအလုပ်နဲ့ငါဟိုဘောပေါ့နော်ဟိုဝန်ထမ်းလိုက်တယ်ငါလည်းမကြိုက်တော့ဘူးပေါ့နော်ငါလုပ်ချင်တာ freedom ဖြစ်တယ်အဲကိုပိုင်ကိုယ့်ရဲ့ creation နဲ့ကိုယ်ပတ်စံရှာနေတာဖြစ်တဲ့အတွက်ပြီးတော့ငါမှဒီတက်အများကြီးလုပ်နေတာရှိတယ်ပေါ့နော်ဒီအန်လွဲနေရတယ်အခုလိုချင်တဲ့ position နဲ့ဒီလိုခေါ်ရတဲ့လွဲနေတာကြောင့်တော့ပြီးဆိုပြီးတော့အဲ့အမေတည်းရောအဲ့တစီပေါ်မှာပဲဆုံးမချက်ပြပြတလာချက်တော့ပြီဘယ်လိုမှဆက်မလျှောက်တော့ဘူးစီပေါ်နေကုန်လုံးဖြတ်ပလိုက်တယ်ပြီးတော့ ဲ့မှာပဲတကယ်ကိုဒီမှတ်ပြောခဲ့တဲ့ကိုယ်ရဲ့အိမ်မက်တွေ drain တွေကောင်းတယ်ပေါ့တနင်းလောက်တာတွေဟုတ် right ဒီဒီ agency ကိုတေချာလေးပြန် run မယ်ဆိုတာမျိုးတွေ team တွေဖွဲ့တာတွေစပြီးတော့ run ဖြစ်တယ်ပေါ့နော်ဒါကလည်းအတွင်ငယ်အတွက်ပေါ့နော်ဟိုတခုခုတော့ဟိုအတွေ့အကြုံရအောင်ဆိုတော့အကိုတို့မှလည်း face story ရှိတယ်မအောင်မြင်ခဲ့တဲ့ခိုက်တန်တွေရှိရဒါပေမဲ့ဒါတွေကအကိုတို့ကခုနပြောလို့ပေါ့ standing point တခုကိုချိုးသွားစေအဲ့လိုမျိုးတွေကဝန်ထမ်းဘက်မှာဆက်နေနေဘူးလည်းအခုချိန်ကြီးတော့မဖြစ်လာမှာမဟုတ်ဘူးပေါ့နော်လှုပ်ရှင်နိုင်လေမလို့